ซาพันนิดาจ้ามาบ้างอักศมาคุณก็ break time so we'll reflection in no we saw the penny tea. Yeah. 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 So much need that on. Globalization more to Bashi. Globalization so much more about cultural dynamic, not your transformation. Yeah. အဲ့ဆက်ပြီးတော့ပိုင်းနာတော့ culture တစ်ခုကောင်းမှုအတွက်ကိုဆိုရင်ပြီးတော့ admin ဘုတ်တော့ organization မှာ culture တစ်ခုကောင်းမှုအတွက်ကောင်းလူတူတူတရားချင်း character အရေးကြီးပါတယ် character ကလည်းဘယ်အပေါ်မှာအရေးကြီးလဲဆိုတော့ ethical ro value ro အလုံးမနာ philosophy ro လူတယောက်ကဘာကိုယုံကြည်လဲဆိုတာအဲ့ဒီအပေါ်မှာအရင်မူတည်တယ်အားကြောင့်မူလတရားအောင်မြင်ခြင်း character account တစ်ခုတည်ဆောက်ပါအဲ့ character အနေအပြုမူလေးဖြစ်ပြီးတော့ culture account တစ်ခုဖြစ်လာပါတယ်ဒါတော့ခုလောလောဆယ်လေးလာလို့ရတဲ့ဟာလေးတွေပေါ့နော် ဒီရတိုင်းမှာတော့အားလုံးကြိုးစားနေပါတယ်ပြီးတော့ organization တွေမှာ culture account တခုဖြစ်ဖို့အတွက်က practices တွေနဲ့ ritual တွေလည်းအရေးကြီးပါတယ်ဒီ organization မှာဒီလို culture account တခုဖြစ်ဖို့အတွက်ဘယ်လိုမျိုး organizational practices တွေရှိလဲဥပမာ reporting ကအစ a training and development ကအစ knowledge sharing ကအစ customer centricity အတွက်ကဘာတွေလုပ်လဲအဲအဲ့လိုမျိုးပေါ့နော် CSR social impact အတွက်ဘာတွေလုပ်လဲဆိုရဲ့ practices တွေကလည်းအရေးကြီးပါတယ်အဲကြောင့် critical tasks တွေ critical practices တွေကိုလည်းဥစားပေးပါအာ culture ကိုလည်းဥစားပေးပါ character ကိုလည်းဥစားပေးပါ collaboration ကိုဥစားပေးဖို့အရေးကြီးပါတယ်လို့လေ့လာဖြစ်ပါတယ်ဒါကတော့လေ့လာတာလေးဒါပြောပြတာဒီစစ်တမားနဲ့အလုံးမစိတ်ချမ်းသာစေကိုချမ်းသာခြင်းဖြစ်ဆုံးပါစေအာမင်ရပါစို့အာရပါစို့